မင်္ဂလာရှိတဲ့နေလူနေ့မြတ်ကလေးဖြစ်ပါစေအခုကျွန်တော်ဟာခုနှစ်လပိုင်းအတွင်းမှာကြုံတွေ့ရမယ့်တနင်္လာသာသမီတွေရဲ့အဆိုးအကောင်အချိုးချောင်းလေးကိုဟောပြမှာဖြစ်ပါတယ်တနင်္လာသာသမီတွေကခုနှစ်လပိုင်းအတွင်းမှာတာမန်ဖြစ်နေကြကိစ္စရတဲ့နဲ့မတူညီတဲ့စမ်းကြယ်တဲ့ကိစ္စရတွေကိုကြုံတွေ့ခံစားရတတ်ပါတယ်အဲမတင်မဲ့ပဲတပါးသောသူရဲ့အကျိုးပြုခြင်းတွေထူးကဲတဲ့ ကောင်းကျိုးဖန်တီးခြင်းတွေကိုကြုံတွေ့ခံစားရတတ်ပါတယ်။ကိုယ်မပြုတ်ဘူးတဲ့ကောင်းမှုအဆူဆူကိုကြုံတွေ့ခံစားရပြီးတော့ကိုယ်ပြုတ်နေစေဖြစ်တဲ့ကောင်းမှုအဆူဆူရဲ့အကျိုးကိုလည်းချက်ချင်းဟိုခံစားရမယ်ပေါ့။ပြောချင်တဲ့အဓိပ္ပာယ်ကမနှောကုသူတွေယူလို့ရတယ်။ဥပမာဒီလိုမျိုးပေါ့။အဲငါဒီလုပ်ငန်းကိစ္စအောင်မြင်သွားရင်ဘယ်ဖျားမှာပါလို့မလဲ။ငါဒါလေးအဆင်ပြေသွားရင်တော့ဘယ်ကျောင်းကိုသွားပြီးဘယ်တန်ဃာတော်တွေကိုဘယ်လိုလူလိုက်မလဲ။ ဒါလေးအောင်မြင်သွားရင်တော့ဘယ်ကုသိုလ်တစ်ခုပြုမယ်ဆိုတော့မနောကုသိုလ်ကိုကြိုပြီးတော့တွေးအဲ့ဒါဆိုရင်အဲ့တွေးမိတဲ့အရာကြောင့်အဲ့ဒီကိုလုံးမဲ့အလုတ်ကလည်းပို့ပြီးတော့အောင်မြင်လာလိမ့်မယ်အဲ့တဘောလေးကိုပြတယ်ပြီးတော့ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့တစုံတစ်ခုအတက်ရလိမ့်မယ်လုပ်ငန်းဆောင်တာတွေထဲမှာပတ်သက်ရတဲ့လူတချို့နဲ့ခိုက်ရန်စကားများပြီးတော့နည်းနည်းဒေါသထွက်ရတာမျိုးတွေဖြစ်တတ်တယ်။ကိုယ်စကားမအောင်တာမျိုးတွေကိုပြောတာကိုတစ်ဖက်လူပါလက်မခံမဲ့နည်းနည်းအပူပေးတော့ကပေးတာမျိုးတွေကြုံတွေ့ရတတ်တယ်။ ောက်တစ်ခုကရင်းမြေချသွားတာမျိုးတွေရဲဝေးကနေပြီးတော့ကောင်းတဲ့တရင်ကြားတာမျိုးတွေဖြစ်စေတတ်တယ်။အဝေးမှရောက်နေတဲ့တွေးသားအရင်တွေစဉ်းစားသားခြင်းတွေရှင်သူတို့တွေဆီကနေပြီးတော့ထူးခဲ့တဲ့တရင်ကောင်းတဲ့တရင်လေးတွေကြားရမယ်ဆိုတဲ့သဘောကိုပြထားတာပါ။အင်ဂျင်ဘန်ဖျားဖို့လူတာမျိုးအင်ဂျင်သားပတိနဲ့ပတိစိတ်သားမျိုးတွေလှုပ်ဖို့လိုအပ်ပါတယ်။တွေးသားအရင်းနေနဲ့စကားများပြီးတော့စိတ်ဝမ်းကွဲတာမျိုးတွေဖြစ်တတ်တယ်။တမူအောင်နေမိသားစုဝင်တွေရဲ့အမြင်မကြည်တဲ့ကိစ္စရတွေကိုကြုံတွေ့ရတယ် တယ်ပြီးတော့ခကြီးဝေးတစ်ခုခုသွားပြီးတော့အဲ့ခကြီးကကိုယ်ကိုကောင်းကျိုးပြုတဲ့ခကြီးတစ်ခုဖြစ်လာလိမ့်မယ်ညာဘက်ခန္ဓာကိုယ်တွေကို ထိခိုက်ဒဏ်ရာရတာမျိုးတွေတွဲထွက်တန်ရုံဖြစ်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်အဲစနေနံဖြစ်သောနှင်းစီပိုင်းကိုဖျားလူပေဗုဒ္ဓဟူးနံဖြစ်သောအဲရွက်လပိုင်းကိုအိမ်ရှိမှာစိုက်ပေးပါခင်ဗျာတနင်္လာသားသမီးတွေရဲ့အဖေအမေမောင်နှမသားချင်းတွေနဲ့ပတ်သက်တဲ့နားလည်မှုလွဲတဲ့ကိစ္စရည်တွေပို့ပြီးတော့ဖြစ်စေတတ်တယ် ုနှစ်လပိုင်းထဲမှာ၁၀ရက်နေ့အစောပိုင်းမှာဝေလတ်ရွှင်မယ်၁၀ရက်နေ့နဲ့၁၅ရက်နေ့အတွင်းမှာကျမရဲ့အမြန်ရှိတယ်၁၅ရက်နေ့နောက်ပိုင်းမှာသတင်းကောင်းတွေကြားရပြီးတော့ဂုံချိန်တိုးတက်တာမျိုးဟုံးကန်မြင့်မာတာမျိုးတခုခုတိုးတာမျိုးတွေဖြစ်စေတတ်ပါတယ်ဝမ်းကိုက်တဲ့ယောဂဝေဒနာလေးတွေလည်းဖြစ်ဖို့ရှိတဲ့အတွက်ကြောင့်ဝမ်းကိုက်စီတဲ့အစာအစာအနေထိုင်မျိုးတွေကိုအထူးကူယူဆိုင်ဖို့လိုအပ်ပါတယ်။အရှိတ်အဟအရက်တွေသားနေကောင်းသောသတင်းတူလေးတွေကိုကြားရမယ်လို့ပြထားပါတယ်။ ဒီလိုလူလွတ်တနင်္လာသားသမီးတွေကတော့ကိုယ်ပတ်သက်ထားတဲ့ကိုယ့်ရဲ့မိဆွေတွေကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့ partner တွေရဲ့ကိုယ့်စိတ်တော်ကပေးခြင်းအခွင့်အရေးယူခြင်းသူတို့ရဲ့အပူကိုယ်ဟတ်ခြင်းကိုယ့်ရဲ့မိဆွေတွေရဲ့ကိစ္စရပ်တွေကြောင့်ကိုယ်ပါတိတ်ခါကြဆင်းတာမျိုးတွေဖြစ်စေတတ်ပါတယ်။အပေါင်းအသင်းမိဆွေတွေပေါ်တန်ရောစင်မပူနဲ့စိတ်တူကြီးသားအပေါ်ကိုလည်းပေးဆက်မှုတွေယုံကြည်မှုတွေမပူနဲ့ကိုယ့်ဘက်ကပေးဆက်ယုံကြည်မှုတွေရှိပေမဲ့တစ်ဖက်လူကကိုယ့်အပေါ်မှာအပူပေးလို့ငြိမ်ကြတာမျိုးတွေလည်းဖြစ်စေတတ်တယ်လို့ပြထားတာပါ။ အိုးစားတာကောင်းတဲ့အထက်မှာတော့တနင်္လာသာသမီတွေကဒီနှစ်မှာအိုးစားတာအတွက်အကျိုးပြုအောင်ဖန်တီးလို့ရတယ်။တနင်္လာသာသမီတွေလောင်ရေးစစ်အေးဂျင်နယ်ဆိုရင်ဒီ9လပိုင်းအတွင်းမှာနို့နဲ့ပတ်သက်တဲ့အရာတွေကိုဖုန်ကြီးများများလူချင်းအဖြစ်လောင်ရေးစစ်အေးစီမှာပါ။ဥပမာနို့တမင်းချက်လူသားမျိုးနို့ဆံပြုတ်လူသားမျိုးအဲနို့အုံနို့ကြောက်ကြောလူသားမျိုးပေါ့နို့တာကူလူသားမျိုးအဲ့လိုနို့နဲ့ပတ်သက်တဲ့မလိုင်းအဲ့ဒါတွေကိုဆရာတော်ဖျားလေးကိုလူချင်းအဖြစ်ထူးခြားတဲ့အကျိုးပြုမှုတွေကိုကြုံတွေ့ခံစားရမှာပါ။ လူမျိုးလူလို့မဟုတ်ဘဲနဲ့အိမ်တောင်တဲ့တနင်္လာသားသမီးတွေဆိုရင်ကတော့အိမ်တောင်ကြီးအဆင်မပြေဖြစ်တာတွေကမောက်ကမဖြစ်တာတွေအမုန်းပွားတာတွေခြေပါလက်ပါဖြစ်တာတွေစကားများပြီးတဦးနဲ့တဦးငိုရတာမျိုးတွေကိုကြုံတွေ့ရတာရှိတယ်လို့ပြတယ်။အိမ်တောင်ကြီးမှာအဓိကဖြစ်တတ်တဲ့အကြောင်းအရာတွေကစနေကြာတာပြေးတောက်ကြတွေကြောင့်ဖြစ်စေတတ်တာပါ။တိုးနဲ့တူကြီးမားတဲ့အမုန်းပွားတဲ့ကိစ္စရတွေကိုမဖြစ်စေဖို့အတွက်တနင်္လာသားသမီးတွေရဲ့လက်ထက်မှာ ကြောက်စလစ်ခဲအဖြူရောင်လေးလေးခဲကိုစောင့်ခြင်းအားဖြင့်မိသားစုဝင်အချင်းချင်းဖြစ်မဲ့အပူတွေကိုတတ်တာစေမယ်လို့ပြထားတာပါအဲအိမ်တော်ရေးနဲ့ပတ်သက်တဲ့အပူတွေကိုငင်းစီဖို့အတွက်တနင်္လာသားသမီးတွေရဲ့လက်နဲ့မြတ်စွာဘုရားရှင်ကိုကြောက်ပြုံလို့လူတဲ့အလေးထားလေးနဲ့လှုပ်ဆဲခြင်းပါတယ်။မိဘမောင်နှမတားခြင်းနဲ့ပတ်သက်တဲ့အပူမိသားစုနဲ့အပတ်သက်တဲ့ ူတွေအထူးသဖြင့်ကိုယ်နဲ့ပတ်သက်တဲ့လူတွေရှိရလားမဲ့အပူတွေကိုငင်းသွားစေဖို့အတွက်တနင်္လာသားသမီးတွေကညဘက်ဆိုရင်မြောက်အရက်ကိုမျက်နှာမူပြီးမြေတားတုံးရွပါ နေခင်ဘက်ဆိုရင်အရှိအရက်ကိုမျက်နှာမူပြီးတော့ ETP တော်ဘဂဝါဆိုတဲ့ဂုံတော်ကိုပါကိုရွပါအချိန်ကြီးအတွက်မတတ်မှတ်ထားပါဘူးခင်ဗျာခန္ဓာဝိုင်းဆိုင်ရာမှာလုံနေတဲ့သူတွေကတော့ငွေကြေးဝိုင်းဆိုင်ရာအရာပုံမှန်ရနေတဲ့လစာနဲ့မတူညီတဲ့လလပါတချို့ရတာမျိုးပုံမှန်ဝင်နေတဲ့ငွေကြေးနဲ့မတူညီတဲ့ငွေတချို့ဝင်တာမျိုးကိုကြုံတွေ့ရလိမ့်မယ် ြားတယ်အဲသွေးအားနည်းတဲ့ယောဂဝေဒနာဖြစ်ဖို့ရှိတဲ့အတွက်ကြောင့်အဲ့ဒါလေးကိုလည်းဂရုစိုက်စေချင်ပါတယ်ညာဘက်ဒူးပေါင်းတွေကိုထိခိုက်ဒဏ်ရာရတာမျိုးတွေလည်းဖြစ်စေတတ်တယ်လို့ပြတ်ထားပါတယ်ခင်ဗျာဌာနဝိုင်းဆိုင်ရာမှာရှိတဲ့အထက်လူကြီးအထက်ပုဂ္ဂိုလ်တွေကိုညဉ့်ဉဏ်တာမျိုးတွေစိတ်ကွက်တာမျိုးတွေမဖြစ်ဖို့အတွက်ကိုအထက်လူကြီးတွေကိုလက်ဆောင်ပနာပေးတဲ့နေ့တွေကကြာသာပေးတင်းလာတင်းငွေအဲ့တုံးရက်တွေကလူကြီးသူမတွေကိုလက်ဆောင်ပေးခြင်းတစ်ခုခုအကျိုးပြုခြင်းဖြင့်ကိုပေးလိုက်တဲ့အရာကိုလူကြီးသူမတွေရဲ့ရင်ထဲကနစ်မြုပ်စေတတ်ပါတယ် လူပညာလုပ်ငန်းလုပ်တဲ့သူတွေသို့မဟုတ်ဈေးအောင်တဲ့သူတွေခုနှစ်ရက်သားသမီးနဲ့ပတ်သက်ရတဲ့တနင်္လာသားသမီးတွေအာနာဆက်အောင်ဖို့အတွက်ကိုသွားတိုက်တဲ့အခါမှာကွန်ယူလေးနဲ့သွားတိုက်တဲ့အလေးထားလေးလုပ်စေချင်ပါတယ်တကယ်တော့ကွန်ယူကသွားတိုက်လို့မရပါဘူး ဒါပေမဲ့တနင်္လာနံဖြစ်တဲ့တနင်္လာနံနဲ့ဗုဒ္ဓဟူးနံဖြစ်တော့ရိုးပေါ့ကွန်းရိုးဆိုတော့အဲ့နှစ်ခုကိုပေါင်းတဲ့ဓာတ်ကိုလိုချင်တာဖြစ်တဲ့ကြောင့်မို့ကွန်းရက်ကရတဲ့အယူလေးနဲ့ဒီခုဥမာသွားလေးကိုချစ်တာမျိုးလေးတွေသွားနားလေးမှာငုံတာမျိုးလေးတွေကိုမကြခဏတို့လို့ရှင်ကိုပြောတဲ့စကားအောင်မြင်စေမယ်စမ်းတက်စေမယ်အဲ့ဒါခုနှစ်လပိုင်းတစ်လထဲမှာအကျိုးထူးစေမယ်ကက်ကင်းရေရပါနောက်တစ်ခုကကိုယ့်ရဲ့မိသားစုအနေနဲ့ပတ်သက်တဲ့အပူတွေကိုဖြေရှင်းတဲ့နေရာမှာမိသားစုအနေနဲ့ကိုယ်နဲ့ချားမှာစိတ်ဝမ်းကွဲသွားတာမျိုးတွေမဖြစ်စေဖို့အတွက်ကိုငှက်ရှင်းဟင်း ဆွန်လောင်းတာမျိုးငရှင်းနဲ့ပတ်သက်တဲ့ဥစ္စာတခုခုအလူပြူတာမျိုးတွေလုပ်ခြင်းအပြင်မိသားစုဝင်ချင်းချင်းဖြစ်တဲ့ကိစ္စတွေမှာအရင်တော့ကမဖြစ်ဘူးလို့ပြထားပါတယ်ခင်ဗျာ။ အဲဒါကတော့တနင်္လာသာသမီတွေရဲ့အဆူအကောင်အကျိုးအကြောင်းလေးတွေကိုဟောထားတာပါ။ငွေကြေးအပူတွေကတော့အဲ15ရက်နောက်ပိုင်းမှာအများကြီးပြည်လည်သွားနိုင်ပါတယ်။စီးပွားရေးအပူတွေအနေနဲ့ကတော့၈လပိုင်းထဲမှာဖြည့်ရှင်းနိုင်တဲ့ကိစ္စရက်တွေပိုရှိပါတယ်။အလုတ်အကင်ခွင်လန်းအတစ်ကတော့9လပိုင်းထဲမှာပုံမယ်။အထူးသဖြင့်15ရက်နောက်ပိုင်းမှာအလုတ်အကင်ခွင်လန်းအတစ်တွေကိုထပ်ပြီးတော့ကြားရထပ်ပါတယ်ခင်ဗျာ။ မဖြစ်မနေပြုတည်တဲ့ကုသိုလ်၄မျိုးရှိပါတယ်။မြတ်စွာဘုရားရှင်သို့မဟုတ်ဘုရားရဲ့သားတော်တွေကိုနို့နဲ့ပတ်သက်တဲ့ပစ္စည်းလူလာမျိုးတွေ၊အိမ်ကကိုးကွယ်ထားတဲ့မြတ်စွာဘုရားရှင်ကိုနတ်သက်ပြုရနဲ့ထွက်တဲ့အမွေးတိုင်းပူဇော်တာမျိုးတွေတွေပြီးတော့မေတ္တာတုံ့ပြန်တာလေးတွေ၊ဂုဏ်တော်၉ပါးရွတ်တာမျိုးတွေတွေနောက်တစ်ခုကကြတော့မိမိရဲ့လက်နဲ့မရှိစင်းရတဲ့သူများကိုငါးတက်တာလူလာမျိုးတွေတွေလှုပ်ခြင်းအဖြစ်တနေ့လာသားသမီးတွေကတ်ကောင်းသွားနိုင်ပါတယ်။ ဖြစ်မနေစောင့်တင်းတဲ့အဆောင်ကတော့အင်ဂျင်သားလက်တစ်စက်လောက်စောင့်ထားပေးပါအဲ့ရအောက်ထဲမှာလည်းကွန်ယူအနှဲငယ်ထည့်အိတ်ပေးပါကွန်ယူနဲ့သွားတိုက်တဲ့အလေးထားလေးအနှဲငယ်လုပ်ပြီးပို့ပြီးတော့ကန်ကောင်းစေနိုင်ပါတယ်တတိထားမဲ့အရာကတော့အနှက်ရောင်လိန်ပေါ်ရောင်မကြီးဖြော်ရည်ဘဲဥဟင်းဘဲသားဟင်းမရှင်းမရက်အဲ့ဒါတွေကမိမိကိုခိုက်စေတဲ့အစားအသောက်အရောင်တွေပါအကျိုးပေးအရက်တွေကတော့မြောက်အရက်နဲ့အရှိမြောက်အရက်တွေကအကျိုးပေးစေတတ်ပါလေ ါကတော့တနင်္လာသားသမီးတွေအတွက်ခုနှစ်လပိုင်းမှာကြုံတွေ့နိုင်တဲ့အဆိုးအကောင်အကျိုးကြောင်းတွေပါကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေနဲ့အတူခုနှစ်သားသမီးအပေါင်းအားလုံးမိုးဆန်းပန်းလေးလိုစင်တာရလမ်းဆန်းနိုင်ကြပါစေအပူတွေကိုခွာချနိုင်ပြီးတော့လောကတော့လောဘဒေါသတောကတွေများနေတဲ့လူတွေဥဒမလောဘထားနေကြွေကွင်းရှောင်ရဲပြီးတော့အေဂျင့်မှုနဲ့ဘဝကိုဖျက်ဆီးနိုင်တဲ့အမျိုးကောင်းသမီးအမျိုးကောင်းသားတွေဖြစ်ပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါရစေအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ဗျာ